ညာသူညာသားဗောနော်အရင်ကနေ့ကစကားရှိခဲ့တယ်အညာသူညာသားနှလုံးသားမှာအသေးမှာနော်သိရမလားတောင်းလို့ပဲသိရမလားအသေးခွတ်မှာသိရမလားအနိုင်ရှုံးဆိုတာအသေးအသေးအသေးနဲ့ပဲဆုံးဖြတ်တဲ့အထီးဗောနော်အဲ့လောက်ထိသေးမှာလေညာသူညာသားတွေဗောအဲတစ်ခါတလေကြတော့ဗောနော်ညီတို့ကတော်တော်လေးစိုးတယ်ဗျာဗီယာမြောက်လုတ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲသူတို့ရွေးကောက်ပွဲနေ့လုတ်မယ်နေ့ကိုလက်တရားလိုင်းတို့မဟုတ်ဒီရေးတာထက်ခေါ်ပြီးတော့ဂျုံလိုက်တော့တို့ထူထူထူစစ်လုံးပါလားတကယ်လုံးပါလားရတယ်အသက်ပေးမဲ့ကောင်နေအစင်တင်မဲ့ကျွန်တော်တို့ပေါ်တယ်ညာမှာလူပေါ်တယ်သေးရဲတဲ့ကောင်နေအများကြီးရှိချမ်းကျွန်တော်တို့ကအပြတ်ချမ်း ဒီဘွဲကချုံးလို့မရတဲ့ဘွဲမဟုတ်ဘူးဗျာနိုင်မတော့ဖြစ်မဲ့ဘွဲကြာလေးတောက်လိုက်အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးအနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ရောက်ရွေးချယ်မှာလဲဂျားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးဘွဲဖြစ်နေပြီနောက်ဆုံးဘွဲပဲအဆုံးဖြတ်ပြီးမဲ့ဘွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ဘက်ရွေးတော့တိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောင့်အောင်သွားမယ်ပေါင်းတော့ဘယ်လိုရှုပ်ဘယ်လိုစီးလို့ဖြစ်ဖြစ်ရှင်းပြန်ပါလား အပြူးဆိုင်မှာဒီကနေ့မှာတော့စစ်ကောင်မရှင်တက်ကိုပြပြတတအမြင့်ပြက်ချေမုံတုတ်တင်ရတော့မိအခြေအနေဖြစ်လာတာကြောင့်ဗက်နှစ်ဖက်မထားပဲတစ်ဖက်သေးကိုနေပေးဖို့လူငယ်တွေကိုတောင်းဆိုလိုက်ပါတယ်ဒါအပြင်လိုအပ်ပါကကြားထဲကဝင်ရှုပ်နေတဲ့တရုတ်ကြီးလည်းထဲ့တွက်မည်မဟုတ်ဟုဘူမိုက်ခဲကပြင်းပြင်းထန်ထန်သတိပေးပြောလာပါတယ်ဒီအရေးကြီးတဲ့ထုတ်ပြန်ချက်အပေါ်အဆုံးထိ နားစင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာဆိုတော့အခုဆိုရင်စစ်တပ်ကခုနပြောသလိုဒါရွေးကောက်ပွဲကျင်းပဖို့အတွက်ဒါပုံစံမျိုးစုံနည်းလမ်းမျိုးစုံနဲ့အဲဒါကြိုးပမ်းနေကြကျွန်တော်တွေ့ရတယ်ဒါပုံမှန်ပုံမှန်ခဲတို့မြင်းကြံဖက်မှာဆိုရင်စစ်တပ်ကအဲသူတို့ရွေးကောက်ပွဲမတိုင်ခင်အလုံးရင်းနဲ့ဒါစစ်ကြောင်းထိုးပြီးတော့မှနေမြေပြင်ရယူဖို့ကြိုးပမ်းနေတဲ့အခြေအနေလေးအဲတွေ့ရပါတယ်ဆိုတော့အဲ့ဒီအခြေအနေလေးအရင်ဆုံးသိချင်ပါတယ်အာနောက်ပြီးတော့အာပုံမှန်ခဲအနေနဲ့ပေါ့နော်ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဘယ်လိုမြင်လဲအဲ့ဒါနဲ့အဲ့ဒီအကြောင်းလေးနဲ့ဆွေးနွေးပေးပါခင်ဗျာဒီတော့ ဘယ်လိုပြောရမလဲရှင်းရှင်းလေးပဲလीเนาะသူတို့ဒီထူးသစ်စင်တယ်ပေါ့ဟုတ်ပါတယ်မန်နေဒီထူးသစ်စင်တယ်ညို့ဒီမြင်းကြံဆိုတာထက်ပေါ့เนาะမြင်းကြံခရိုင်လို့ပြောရင်ပုံမှန်တာပေါ့တခရိုင်လုံးပိတ်ထိုးနေရပဲထူးခွေးရတော့အကုန်လုံးပိတ်ထိုးနေရပဲဒါပေမဲ့ဈာသလောက်တော့ခုခံပြီးတော့ပေါ့เนาะကာကွယ်နေရအကောင်းဆုံးနေစူးစမ်းနေရအဲဒါပေမဲ့တေချာတာတစ်ခုကတော့ပေါ့เนาะသူတို့စိတ်ကြိုက်လုံနိုင်မှာတော့မဟုတ်ဘူးဗျဘာလို့လို့ဆိုတော့ကျွန်တော်တို့ကအညာသူညာသားပေါ့เนาะရင်ကနေကစကားရှိခဲ့တယ်အညာသူညာသားနှလုံးသားမှာအသေးမှာတော့တည်ရမလားတောင်းလို့ပဲတည်ရမလားအသေးခွတ်မလားတည်ရမလားအနိုင်ရှုံးဆိုတာအသေးအသေးအသေးနဲ့ပဲဆုံးဖြတ်တဲ့အထိပေါ့နော်အဲ့လောက်ထိတဲမာတယ်ညာသူညာသားတွေပေါ့ ရှင်းရတယ်ပြတ်တယ်ပေါ့နော် ရှင်းရတယ်ကျွန်တော်တို့ကမပေးဘူးဘယ်လိုပြောမှာပြီးသူကလည်းအဲ့လိုပဲဖြစ်လိုက်ပြီးသူနေလည်းအဲ့လိုပဲဖြစ်လိုက်ဒါပေမဲ့လက်နက်ကင်ထားတယ်ပေါ့နော်အဲဘယ်လိုပြောမလဲလက်နက်ကင်ပြီးတော့ပြီးသူကနိုင်ကျင်နေတဲ့စစ်တပ်ကတော့သူ့အနေနဲ့ပေါ့နော်အမျိုးမျိုးပုံပုံသူကြိုးစားလိုက်မယ်ဗျဖြစ်အောင်ကြိုးစားလိုက်မယ်မရရအောင်လည်းလှုပ်လိုက်မယ်အဲ့တော့ညီညီနဲ့နှစ်မျိုးပဲပြောကြတယ်ပေါ့နှစ်နည်းပဲဟုတ်ပြီငါတို့နေဒီမှာပေါ့နော်မင်းတို့မဲမပေးဘူးဆိုပြီးတော့ social platform ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့သိအောင်လှုပ်ဖို့အဲပြီးသူတွေဘက်ကအရေးကြီးတယ်အဲ့ဒါလည်းဘတ်တစ်ချက်ပေါ့ ဒါမှမဟုတ်ဘူးဆိုရင်တော့ပြည့်ရမလားညညပေါ်မှာရှိတဲ့ပြည်သူတွေနဲ့မဲကိုသွားမပေးတယ်မဲ့ပေါ့နော်ချန်တဲ့ကိစ္စတော့တော်လိုင်းတက်တယ်ဘာဆက်လို့ရမလဲဆိုတာကိုလုတ်ကိုဆက်လို့ကိုလို့လေဗျဘာလို့ရမလဲဆိုတာတော့ညကိုမေးတယ်ပေါ့နော်အဲဒါလက်ကိုင်တော်လိုင်းတက်တိုင်းသိတယ်ကျွန်တော်တို့ဘယ်လိုလုတ်တင်လဲဆိုတာသိတယ်အဲ့တော့လုတ်တင်လုထိုက်တာတော့လုတ်ခုချင်ရောက်ပြီးရင်ပေါ့နော်ကျွန်တော်တို့ကနိုင်မင်းကိုလောင်းတဲ့အစစ်မဟုတ်တယ်မဲ့ပေါ့နော်စေုပ်စုကိုပဲနိုင်မင်းဖြစ်စေချင်နေတဲ့အတယုတ်ကိုပေါ့နော်ကျွန်တော်တို့တော့တုတ်ဖို့တော့လိုပြီလားဒါသိရမလားကျွန်တော်နိုင်ငံတကာတွေသိရမလားကျွန်တော်ဗာရင်ကျွန်တော်ဂီးမဆိုင်ဒါပေမဲ့ကျွန်တော်တို့ကရှင်းရှင်းလေးပဲကျွန်တော်တို့ တော်လည်းယူကြီးပါလာပြီဆိုရင်တော့တူတူတူပြည့်ရမလားကျွန်တော်တရုတ်မကလို့ပြည့်ရမလားငကားဖေးဖေးပဲကျွန်တော်တို့ဒီချိန်မှာတော့ပြန်ပြီးတော့ဝါလောက်တော့ပြန်ပြဖို့လိုပြီးတော့ကျွန်တော်မြင်တယ်ကျွန်တော်အကောင်းဆုံးပြန်ကျူလာဖို့လိုတယ်ဘာကြောင့်လဲဆိုတော့အညာသူညာသားတွေရထားတဲ့နေမြေတီကျွန်တော်ဗီယာမြောက်လက်နက်တွေပေါ့နော်အဲရှိလို့ရထားတာမဟုတ်ဘူးဗျအသက်တွေပေးပြီးတော့တတိပြီးကြိုက်ထားတာဘယ်သူမှလည်းလာခုထားတာမဟုတ်ဘူးကျွန်တော်တို့အညာသူညာသားတွေတူကြီးတွေချွေးတွေကျွန်တော်တို့လူငယ်တွေရဲ့အသက်တွေနဲ့ကျွန်တော်တို့ကဘောတော့ရယူထားတဲ့နေမြေတီဖြစ်တယ်ပြည်သူဆိုရလဲအဲ့လိုပဲကျွန်တော်တို့ရှေ့တန်းအထိပေါ့နော်တိုက်ပွဲဖြစ်နေတော့မှပဲငါသားလေးတွေရော့ထမင်းထုတ်ဆိုပြီးတော့လာဖို့တဲ့ပြည်သူမျိုးတွေကျွန်တော်တို့အိမ်ကြီးရှင်နေတော့မှပဲတဲထုတ်နေတယ် ဆိုတော့တောင်ရှိရင်900ငါးသားတွေအတွက်900ငါတို့ကျမ်းမာရေးအတွက်ဆိုပြီးတော့နေတဲ့ညာညာသားတွေအသေးရအောင်မာတယ်ဗျဘယ်တော့မှမဲပေးမှာမဟုတ်ဘူးဒါပေမဲ့တခုတော့ရှိတာဗောနော်လက်နက်ကင်ပြီးတော့ဖမ်းဆီးပြီးတော့ညီတို့ဇွမ်းနမယ်တွေတော့မပြောတော့ဘူးဗောနော်ညီတို့ဘက်မှာဖြစ်သွားတယ်တခုရှိရပြစစ်ပေးဆောင်ပြည်သူတွေဗောနော်ဖမ်းပြီးတော့ဒီလက်မှတ်တွေထိုးခိုင်းတာဗောမဲတယ်မှာအဲ့ဒီရဟာတွေကခုကနေ့ကစလုံနေပြီဆေးအုပ်စုကလေဘယ်လောက်ထိယုံမှာလဲဆိုတော့အဲ့တော့ညီတို့ဘက်ကပြက်ပြက်သားသားကိုဆုံးဖြတ်ရမယ်ချင်ရောက်ပြီโอเคဟုတ်ပြီမင်းတို့ရတယ်မဲထဲမှာလာโอเคပြည်သူနေရာရရှင်းနေတာပြည်သူကတော့မရှိပြည်သူကမဲထဲမှာမဟုတ်အဲ့တော့ကျတော့ ဆိုတော့ပြောတဲ့နှစ်ချက်ကိုပေါ့နော်တော်လိုင်းသမားတွေဘက်ကလောက်ရမယ့်တစ်ချက်နဲ့ပြည်သူတွေဘက်ကလောက်ရမယ့်ချက်ပြည်ပသက်တာလောက်ရမယ့်ချက်ရောက်ပြီးပြီးရင်စေအုပ်စုဘက်မှာကာပါပေးနေတဲ့ကောင်တရုတ်ကိုကျွန်တော်တို့ပြည်ပသက်တာပေါ့နော်ကျွန်တော်တို့ဆုံးဖြတ်တင်ပြီလို့ထင်ဘာမှကြောက်စရာမလိုဘူးဗျာဟုတ် ဒါပဲညီရပြောချင်ပါတယ်အဲ့တော့ဒီဘိုမိုက်ခဲတို့ဆိုရတာမြင်ပြမှာတိုက်ပွဲဝင်နေတဲ့ဒါအဲတကယ်တိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်အဲ့တော့ဒီစစ်တပ်ကလည်းဘိုမိုက်ခဲတို့နေမြေတွေကိုစစ်ကြောင်းထိုးပြီးတော့မှရွက်ောက်ပွဲအဲလုပ်မဲ့အပိုင်းတွေရှိတယ်ဆိုတော့ဒါကတော့ဒီတစ်ဖက်မှာလည်းဒီရွက်ောက်ပွဲမဖြစ်ဖြစ်အောင်ဒါကာကွယ်မဖြစ်အောင်ဒါတားဆီးကြတဲ့အပိုင်းတွေရှိနေကြတာပေါ့နော်နေရာမျိုးစုံမှာအဲ့တော့ဒီဘိုမိုက်ခဲကိုဒီစစ်တပ်ကပေါ့နော်တကယ်တော့ဒါဘိုမိုက်ခဲကိုစစ်တပ်ကဒါရွက်ောက်ပွဲပြီးတဲ့အချိန်မှာဒါညှိနှိုင်းမဲ့ဘာညာဒါမှမဟုတ်ရွက်ောက်ပွဲမတိုင်ခင်ပေါ့နော်အဲဒါညှိနှိုင်းမဲ့ဘာညာဆိုရင်ဘိုမိုက်ခဲဘက်ကဘယ်လိုဆုံးဖြတ်မလဲပေါ့ ညီရဆန်တော့ပြောပြီးသားပေါ့နော်ညီစစ်သားဆိုတော့စစ်သားတကားပဲပြောကြတာပေါ့ညီတို့ကတောင်းမျိုးတွေဗျာအတိခွတ်မှာပေးရေးဆိုတာမရှိဘူးအတိခွတ်မှာရှင်းရှင်းလေးပဲအတိပဲခံလိုက်မယ်ပေါ့နော်ရှင်းရှင်းလေးပဲမင်းကားကိုနိုင်အောင်ခွတ်လေနော်နိုင်အောင်ခွတ်အတိပဲခံလိုက်မယ်ညီတို့ဘယ်တော့မှညှိနှိုင်းမှာမဟုတ်စကားဝိုင်းမှာညှိနှိုင်းမယ်ထဲမှာတော့ညီတို့ဘောတော့အညာတက်ရင်မဟုတ်ပါဘူးအဲဘောတော့ PDF ပေါ့နော် PDF တက်တရားလုံး အဲအတူတူပဲလို့ထင်ပါတယ်ညိတူပဲပေါ့နော်အဲ့တော့ကျတော့ဆင်းဆင်းလေးပဲကျွန်တော်တို့ကတောင်းမျိုးလေးဖြစ်တယ်သိခွတ်ပါဗျအဲပြီးတော့ကျတော့ပေါ့နော်တိတ်ပြီးတော့လေပေါ့နော်အခြားဒီ sales နဲ့ပတ်သက်ပြီးတိတ်ပြီးတော့လေအကြောင်းလေးတွေဒါကြီးဖြစ်လာမယ်လို့ညီမထင်ဘူးဗျတိတ်ပြီးတော့လေစိုးရင်ကြမလို့ဘာကြောင့်လဲဆိုတော့အခုကနေ့ကပေါ့နော်ကျွန်တော်တို့ဒီ ASEAN နိုင်ငံအပါအဝင်ပေါ့နော်ဒီနိုင်ငံတကာအတိုင်းဝိုင်းကကျွန်တော်တို့ပြည်သူရဲ့ခံစားချက်ကျွန်တော်တို့ပြည်သူတွေရဲ့ပေါ့နော်ကြုံတွေ့နေရတဲ့ဒုက္ခကိုလက်လူရှုထားတာပဲအခုလက်ရှုထားတာပဲဘယ်သူပါကူညီလို့လို့ကျွန်တော်တို့ဆင်းဆင်းလေးပဲလေအခုအခုလဲကျွန်တော်တို့လက်လူရှုထားတာပဲကျွန်တော်တို့ကဒါ ဥပဒေတွေအရအတိအမလားလူသားစာနာတွေဘာတွေညာတွေကျွန်တော်တို့လုပ်နေတယ်ဒါပေမဲ့ဘယ်နိုင်ငံကကျွန်တော်တို့လာပြီးတော့မှဆက်ကြည့်လို့လဲဗျအခုဆိုရင်လည်းမကြည့်ခဲ့ပါဘူးဆက်ဆက်လေးလေးရှိတယ်ဗျာကျွန်တော်ကတော့ဒီစရာအရေးကြီးတယ်ဆိုတော့ဘာလို့ပါလာပါလဲဒီလိုရှိမှလည်းလိမ့်ကျတယ်ကတော့ကျွန်တော်တို့ကတော့ကန့်ကွက်ပါလေ စိုးရိမ်ရတယ်ဒါကတော့ဖြစ်သင့်ပါဘူးဆိုတော့အနေထားတွေပဲဟိုတော့ပြောရတယ်။တကယ်လက်တွေ့ကျကျတာသူတို့ကလုတ်ပြီးနိုင်တာဘာမှမရှိဘူးဗျ။ဘာမှလည်းလုံမထားဘူးပြီးရင်ပေါ့နော်အဲ viewer မြောက်တဲ့ viewer မြောက်ပေါ့နော်ဘလို့ခင်းချင်းမျိုးလောက်ရမလဲဆိုတာဖုဖုလင်းလင်းပေါ့နော်ညီရှိမှပြောခဲ့တူတူပေါ့ညီတို့ဒီညာဘက်မှာတကယ်တမ်းတော့ကြီးစံနေတဲ့နယ်မြေကိုရယူသွားတယ်ဆိုတာထက်ညီတို့အသက်တွေချွေးတွေတတိတွေလူငယ်တွေရဲ့ပေါ့နော်ကုလအင်္ကာတွေကိုစွန့်လွတ်ပြီးတော့ဒီနယ်မြေတွေကိုရအောင်ယူခဲ့ရတာဖြစ်တယ်ဗျာ အဲတခါတလေကြတော့ဗောနောညီတို့ကတော်တော်လေးစိုးတယ်ဗျဗျူအောင်မြောက်လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲသူတို့ရွေးကောက်ပွဲနေ့လုပ်မယ်နေ့ကိုတတိယ line တို့မဟုတ်ဒီရေးတာထပ်ခေါ်ပြီးတော့ကျုံးပလိုက်တော့အဲ့လိုမျိုးကျုံးပါရ အဲ့လိုမျိုးကြုံမှုဆိုရင်တချို့မေးခွင်းနေရပါတော့ညီတို့ကညီတို့ကိုမေးရမယ်ဆိုပါတယ်ညီတို့ရဲ့အစိုးရဖြစ်တဲ့ NGO ကိုမေးရမယ်ဗျခုမလင်းပြောမယ်ဆိုခုချိန်ထိညီတို့ကို NGO ကလောက်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 ပေါ့နော်ချပေးထားတာဘာမှမရှိသေးဘူးအဲ့လိုမျိုးပေါ့နော်သူတို့ကိုမေးရမယ်မင်းတို့ရောဘာဖြစ်ချင်လို့ဆိုတော့တခါလင်းညီတို့ကပြန်မေးချင်တာပေါ့နော်ခုအစိုးရကိုအဲဆရာတို့ကဘယ်လိုလုပ်ချင်လဲပေါ့အဲ့လိုမျိုးပြန်မေးရဘာလို့တော့ခုချိန်ထိကအားလုံးကပြည်သူအားလည်းကုတူကူထားပဲယုံနေရတာပေါ့နော်သူတို့အစိုးရရဲ့လမ်းညွှန်ချက်ဆိုတော့မပါသေးဘူးခုချိန်ထိကမပါသေးရ ကောနော်ကျွန်တော်တို့ကလိုင်းပေါ်ကနေပြောပဲနော်ဘာဖြစ်တင်ပါလဲညာဖြစ်တင်ပါလဲဘယ်လိုလုပ်ပါမလဲထွေထွေထူးစကြီးလုပ်ပါလားနှိမ့်ခံနေရတာလေဗာထွေထွေမထူးစစ်မဟုတ်ကျွန်တော်တို့ထွေထွေခံစကြီးလုံးနေရတယ်ဗျအခုချိန်ကြီးအဲ့တော့ကျွန်တော်စဉ်းစဉ်းလေးပြောကျွန်တော်တို့ထွေထွေထူးစစ်လုံးပါလားတကယ်လုံးပါလားရတယ်အသက်ပေးမဲ့ကောင်နေစဉ်းတင်မဲ့ကျွန်တော်တို့ပေါ်တယ်ညာမှာလူပေါ်တယ်သိရဲတဲ့ကောင်နေအများကြီးရှိချရတယ်ကျွန်တော်တို့ကအပြတ်ချဒီဘွဲကရှုံးလို့မရတဲ့ဘွဲမဟုတ်ဘူးဗျာနိုင်မကိုဖြစ်မဲ့ဘွဲရှုံးနေဆိုတဲ့ကမရှိဘူးစောကြီးကနေနိုင်မယ်ဆိုတဲ့ခံယူချက်နဲ့လာတဲ့ကောင်နေဖြစ်တယ်အဲ့ဒါကျတော့အစိုးရတိုင်းဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကအကိုင်းလေးရင်ချိုးမှာမဟုတ်အမြင့်ကပါလှန်ပလိုက် ချင်းချင်းလေးပဲနောက်တစ်ခါအာနာရှင်စနစ်ဆိုတာကျွန်တော်တို့နောက်ကလေးတွေနောက်လူငယ်တွေကြားလို့ရှိရင်ကျွန်တော်တို့တမိုင်းစာအုပ်ထဲမှာပေါ့နော်ပြန်ဖက်ရတဲ့ခင်မျိုးကိုရအောင်ကျွန်တော်တို့ပြန်လောက်ရမှာဖြစ်အဲ့တော့ကျွန်တော်တို့အမြင့်ကလမ်းမှာဖြစ်တယ်တခါလေးလမ်းဖို့အားတော့ရှိဖို့လို့ရကျွန်တော်တို့အစိုးရလိုသတ်မှတ်ထားတဲ့အစိုးရဒီလိုမျိုးဖြစ်စီချင်ရောလားဆိုတာကျွန်တော်တို့ကတခါလေးဒီဇွန်မစ်တင်ထဲမှာပေါ့နော်အဲ့လိုအစိုးရဘိုင်းကလူတွေကိုထဲဖို့တော့လူတွေကတခါတည်းနေကြတော့လေသူတို့ပြန်မေးဖို့တော့လူတွေဘာကြောင့်လဲဆိုတော့သူတို့ပုံမှာအများကြီးမူကြည့်ပါလေဟုတ်မိုးကုတ်ကိုစစ်ကော်မရှင်လက်အောက်မကျစေရန်မိုးကုတ်ပကဖာကာကွယ်မီမန္တလေးတိုင်းမိုးကုတ်မြို့ရဲ့အခြေအနေကတင်းမာမှုတွေမြင့်တက်လာပါပြီး တအောင်မျိုးသားလူမျိုးရေးတက်မတော် TNLA တက်များနိုဝင်ဘာလမှာမိုးကုန်းနဲ့မိုးမိတ်မြို့နယ်ကနေထွက်ခွာပေးမယ်လို့စစ်ကော်မရှင်နဲ့သဘောတူညီချက်ရယူခဲ့ပြီးနောက်မိုးကုန်းပြည်သူ့ကာကွယ်ရေးအဖွဲ့ မိုးကုတ်ပကပါကမြို့ကိုစစ်ကော်မရှင်လက်ထက်လုံးဝမကျစေရည်အတွက်ရင်ဆိုင်ကြော်လွှားသွားမယ်လို့ယနေ့အောက်တိုဘာ30မှာပြက်သားစွာထုတ်ပြန်လိုက်ပါတယ်။စီရီတရင်ရင်မြစ်တွေရဲ့ပြောကြားချက်အရနောင်ချိုကြောင်မဲလာရှူပြင်ဦးလွင်ကလွှတ်တော်လမ်းရေးတက်တွေအကုန်လုံးမိုးကုတ်ကိုဆုတ်ထားတော့စုမိနေတယ်လို့ဖြစ်နေပါတယ်။နွားကဆုတ်ခွာပေးသွားရင်တော့တော်လမ်းရေးတက်တွေကစက်တိုက်မဲ့သဘောမှရှိနေပါတယ်လို့သိရပါတယ်။ မိုးကုတ်ပဖအနေဖြင့်တော်လန်ရေးအစမှသည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်ဖို့တနိဋ္ဌန်ချထားပြီးလက်ရှိအခြေအနေအရမြည်သည့်အခက်ခဲကြုံတွေ့စေကမူမိုးကုတ်အခြေပြုတက်များညီကိုတက်များတော်လန်ရေးတပ်ဖွဲ့များနဲ့ပူးပေါင်းလက်တွဲသွားမည်ဖြစ်ကြောင်းဆိုပါရယ်။ပြည်သူလူထုရဲ့ထောက်ပံ့ကူညီမှုနဲ့ယက်တည်နေတဲ့မိုးကုတ်ပကဖကမိုးကုတ်မျိုးအားစစ်ကောမရှင်လက်အောက်သို့မကြရောက်စေရန်ရင်ဆိုင်ကြော်လွားကအောင်မြင်မှုပန်းတိုင်စီဦးလက်မတုံချီတက်သွားမယ်လို့ကတိသစ္စာပြုထားပါရယ်။ အလားတူမန္တလေး PDF နဲ့မိုးကုတ်ပြူဟာတို့ကလည်းရီမန်းချက်ပန်းတိုင်ရောက်အောင်တော်လန်ရေးအောင်မြင်သည့်အထိဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့အော်တိုဘာ26ရက်နေ့ကအသီးသီးထုတ်ပြန်ထားကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။ခုပြောတာကိုပြန်ပြီး highlight လုပ်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒါလုံးဝဖြစ်တင်ပါဖြစ်တင်ပါလေ။လက်ရှိလောဆယ်နေထားမှာညီတို့ပေါ့နော်။အဲဆွမ်းတော်ပြောသလိုပေါ့ရွေးကောက်ပွဲစားမယ်နေ့လား။ဒါမှမဟုတ်ရွေးကောက်ပွဲမစားခင်လား။ညီတို့ဘက်ကအခုစဉ်တခုဒါမှမဟုတ်တတိယလိုင်းကဒီ day တခုခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျ။ကျုံးမှုတော့လူရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်။ညီတို့ရှောက်နေတဲ့လမ်း ရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့ကောင်မှာဂျုံရတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာယူဒီဇွန်မှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းနေကြညီတို့ကဘာမှဂယူဆိုင်မနေနဲ့တိတဲ့ကြောက်စရာလည်းဘာမှမရှိတော့ညီတို့အနာကက်တွေလည်းမအောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးကိုဝင်ပြီးတော့တည်ရလားရှုပ်ကိုလမ်းမှာရှုပ်နေနဲ့ရှင်းပြဖို့လိုတယ်ဗျာတည်ရလားအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားတိုင်းမှာရတယ်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်စီကစစ်ကြောင်းထုတ်လို့ လူအရောက်တရာပေါ့နော်အရောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲဟောလူငယ်တွေမျိုးကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီး80လောက်ပဲသူတို့စစ်ကောင်စီရေပေါ့နော်တန်တီတက်ပါကျန်တဲ့60လောက်ကမိလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကုချင်းစားရတယ်ကညီတို့လည်းလူငယ်ပဲအဲ့တော့ကျတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့သိရမလားဖိတ်လေးတောက်လိုက်ဂိမ်းလေးဆော်လိုက်သိရမလားဘီယာလေးတောက်လိုက်အဲ့ကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ရောက်ရွေးချယ်မှာလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲအဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကျတော့ဘက်ရွေးတော့အတိုက်တဲ့ဘက်ကိုရွေးတော့ ညို့နေမယ်လေညို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရလို့မယ်ချင်းလောက်ပြီအဲ့တော့ကျတော့ညို့ကတော့ရှင်းရှင်းနဲ့ပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောင့်သွားမယ်ပန်းလိုက်ရောဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ရှင်းပလိုက်ပါတခါလေဒါမြစ်ပါပြန်ထွက်မှာသူတို့မိပါရှုပ်ရင်ရှုပ်လိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးထိညို့ကသွားမှာဖြစ်တယ်အဲ့တော့ကျတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်းဂယူးဆိုင်ပါအဲဘာဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေတိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဘောနော်လက်ရှိပြဿနာမှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုပါလေဖျောက်တင်နေကြတော့လူငယ်လက်ရှိပြဿနာမှာလေလူငယ်တွေ အတက်တရောတာဝန်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်ပါလားကျွန်တော်တို့ခေတ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေတ်ဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်အထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့ဒါကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေတန်းနိုင်အောင်ကြောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာဒါဟာပွင့်နေကြပါ